မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်ညိုသူရဲ့နှလုံးရည်စီးခြင်းဆိုတဲ့စောင်းပါဖြစ်ပါတယ်ကဘာကြီးအစင်းစင်းတိုးတက်ပြောင်းလဲလာပုံတမိုင်းတွင်နီးပညာတိုးတက်သောလူဖွဲ့စည်းနှင့်ခေနောက်ကြသောလူဖွဲ့စည်းနှစ်ခုပရိပက္ခဖြစ်တိုင်းနီးပညာအင်အားတာလွန်သူကသာအောင်ပွဲခံခဲ့သည်မှာ ရက်ဆက်သောအမှန်တရားပင်ဖြစ်ပါれ။တနည်းအားဖြင့်အသိဉာဏ်ပညာတိုးတက်သောလူအဖွဲ့အစည်းသည်သာကမ္ဘာလောကကြီးကို လွှမ်းမိုးနိုင်မည်ဖြစ်ပါれ။ဤမှန်တရားကိုလူနှင့်တိရစ္ဆာန်များကြားကမ္ဘာလောကကိုလွှမ်းမိုးနိုင်စွာကွာဟာခြင်းတွင်ချင်ရှားစွာ တွေ့မြင်နိုင်ပါれ။ကမ္ဘာနိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကိုနှိုင်းယှဉ်ကြည့်လျင်လည်းပို၍ချင်ရှားစွာတွေ့မြင်နိုင်မည်ဖြစ်ပါれ။19ရာစုနှောင်းပိုင်းကဖြစ်ပွားခဲ့သောအင်္ဂလိပ်တို့၏ မြန်မာပြည်သိန်းစစ်ပွဲများတွင်ဤပညာကွာဟချက်ကြောင့်မြန်မာတို့စစ်ရှုံးခဲ့ရသည်မှာချင်းရှားမြင်သာသောတမိုင်းသင်ကန်းစာပင်ဖြစ်ပါတယ်။အင်္ဂလိပ်တို့သည် မန္တလေးရှိဗရင်နန်းတော်ကိုတိမ့်ပိုက်ပြီးသောအခါလက်နက်တိုင်းများတွင်မှမြန်မာတို့ဝယ်ယူထားပြီးအသုံးမပြုရသေးသော ခမည်လက်နှင့်အမြောက်များကိုပါတိမ့်ပိုက်ရရှိသည်ဟုမှတ်တမ်းများတွင်ဖော်ပြထားပါသည် ထိုခေတ်ကနည်းပညာကွာဟချက်ပြင်ပညာတတ်လူသားရင်းမြစ်နေပါခဲ့သည်မှာပို၍ပင်ထင်ရှားပါသည်အကျိုးဆက်အနေနဲ့သူတစ်ပါးဤစိုးမိုးချေလေမှုကိုမြမတိုင်းရင်သားအားလုံးရာစုနှစ်နှစ်ချီကခေါင်းငုပ်ခံခဲ့ကြရပါသည်ယနေ့ခေတ်သည်ဉာဏ်ရင်တုနည်းပညာ AI ခေတ်ဖြစ်ပါသည်နည်းပညာတိုးတက်ထွန်းကားမှုကြောင့်နေပယ်ဆောင်ကဏ္ဍဆောင်တွင်တိုးတက်မှုနှုန်းမြန်လာသောဤခေတ်မျိုးတွင် နောက်ကျကြံငယ်သောလူဖွဲ့စည်းသည် ဤကမ္ဘာလောကတွင်ရှင်သန်ရည်တည်ရေးအတွက်ပင်အလွန်အမင်းယုံကံရနိုင်ခြင်းရှိပါတယ်။တော်လန်၏ကာလနှင့်တော်လန်၏ကာလအလွန်တွင်မြမလူဖွဲ့စည်းကိုကောင်းစွာဖွံ့ဖြိုးတိုးတက်လိုသူများအနေဖြင့်ဤပညာဤအခြေခံဖြစ်သောပညာဤကဏ္ဍကို အလေးပေးမြင့်တင်နိုင်ရန်ကြိုးစားကြသင့်ပါတယ်။ပညာဤကဏ္ဍကို မြင့်တင်ရာတွင် စနစ်တကျရှိရန်မူဝါဒခိုင်မာရန်လိုအပ်ပါတယ်။ထို့အတူ အခြေအနေဤပေးထားချက်များတွင် ရသည့်နည်းဖြင့်မြင့်တင်နိုင်ရန်လဲစ조사ကြရမည်ဖြစ်ပါれပညာရေးနှင့်ဤပညာမြင့်တင်နိုင်ရည်သည်တော်လန်ရေးအောင်မြင်နိုင်ရန်အတွက်လဲအရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါれတော်လန်ရေး၏အရေးကြီးသောနည်းပြဟာမြောက်တိုက်ခိုက်ရေးလက်နက်ဖြစ်သည့်လူမဲ့တိုက်ခိုက်ရေးရှင်များထုတ်လုပ်နိုင်ရေးတက်စင်တိုက်ခိုက်နိုင်ရေးတို့နည်းပညာကျွမ်းကျင်သောလူသားရင်းမြစ်များအများအများလိုအပ်ပါれအနာဂတ်နိုင်ငံတည်ဆောက်ရေးတွင်လဲ မိပညာကျွမ်းကျင်သောပညာတတ်လူသားရင်းမြစ်များစွာလိုအပ်လာမည်မှာအလွန်သေးချာလှပါれဒေါ်လာကြီးတပ်ဖွဲ့များသည်လည်းထိုခန်းကဏ္ဍများကိုစူးစမ်းမြင့်တင်နေကြပါれသို့သောမိပညာအလုံးရေတောက်မြစ်ဖြစ်သော အခြေခံပညာရေးကို အာသွန်ခွန်ဆိုင်မြင့်တင်ရန်လိုအပ်နေပါသေးတယ်ဒေါ်လာကြီးနှင့်အနာဂတ်နိုင်ငံတော်အတွက်ပညာတတ်လူသားရင်းမြစ်မျိုးဆက်ပြတ်မသွားစေရန် သတိထားစ조사တင့်ဒီမှာတော်လန်သူအားလုံးဤတမိုင်းပေးတာဝန်ပင်ဖြစ်ပါတယ်ခေတ်တကဘာတွင်ဤပညာဤအခမ်းကဏ္ဍတိုးတက်မြင့်မားလာပုံကို2025ခုနှစ်ဇွန်လတရက်နေ့ကယူကရိန်းထောက်လန်းရေးတပ်ဖွဲ့ SBU ကပေါ်ဆောင်ခဲ့သောပင့်ကူအိမ်စစ်စင်ရေးကတည်တည်ပြနေပါတယ်ပင့်ကူအိမ်စစ်စင်ရေးသည်ယူကရိန်းတို့ကရုရှားလေတက်စခန်းများကိုမောင်းသူမဲ့အသေးခံဒရုန်းများဖြင့်ဝင်ရောက်တိုက်ခိုက်သောစစ်စင်ရေးဖြစ်ပါတယ် ယူကရိန်းပြည်တွင်းထုတ်နည်းပညာမြင့်အသေးခံတိုက်ခိုက်ရေးဒရုန်းနှင့်အမြောက်များကိုကုန်တင်ရင်များဖြင့်ရုရှားပြည်တွင်းမိုင်ပေါက်များစွာထိလျှို့ဝှက်သည်ဆောင်ကထိုမှတဆင့်ရုရှားလေဆိပ်များရှိရုရှားတို့၏မဟာဗျူဟာမြောက်ဘုံကျဲလေရင်များစီသို့ပြန်တန်းတိုက်ခိုက်ခြင်းဖြစ်ပါသည်။ဤပညာအကူအညီဖြင့်တံပိုးနှင့်ကုန်ကြမှုဖြင့်ရန်သူကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့သည်မှာကမ္ဘာနိုင်ငံတည်တည်ကပင်အံ့ဩခဲ့ရပါသည်။ဤပြည်စင်များကိုကြည်ချင်းအဖြစ် အနာဂတ်ကမ္ဘာအရေးခင်းများတွင်ဤပညာ၏အရေးပါမှုလွှမ်းမိုးမှုတို့မှာအလွန်အမင်းမြင်မလာတော့မည်ဖြစ်ကြောင်းထင်ရှားလွန်းလာပါသည်။ထို့ကြောင့်တော်လိုင်း၏အဖွဲ့အစည်းများအနေဖြင့်လည်းတော်လိုင်း၏ကာလအတွင်းရန်သူအာနာအာနာလူစေုပ်စုကိုအနိုင်တိုက်နိုင်ရန်နှင့်တော်လိုင်း၏အလွန်တွင်တိုင်းပြည်ကိုပြန်လည်ထူထောင်နိုင်ရန်အတွက်ပညာရေးကဏ္ဍကို အထူးအလေးပေးမြင့်တင်ကြသင့်ပါသည်။ထို့သောမြင့်တင်ရာတွင်အခက်အခဲများရှိမည်မှာအမှန်ပင်ဖြစ်ပါသည်။ ကက်ခဲများကြမှရနိုင်သည့်အကျိုးစားအားထုတ်နေကြရမည်ဖြစ်ပါသည်။မြမပြည်သူများအနေဖြင့်လည်းမျိုးဆက်သစ်များအတွက်ယင်းဤမြုံနယ်မှုအနေဖြင့်ပညာရေးကဏ္ဍကိုရနိုင်သည့်အားပေးသင့်ပါသည်။ဒေါ်လန်ကြီးအယူအရှိန်ကောင်းလာစေရေးအတွက်တိုက်ခိုက်ရေးဤပညာကဏ္ဍများကိုလည်းအလေးပေးကူညီရမည်ဖြစ်ပါသည်။အာနာလုစေယုစုအားတိုက်ခိုက်နေသော ရုံးတပ်ဖွဲ့များကိုစနစ်တကျဂုဏ်ကြီးခြင်းသည်ဒေါ်လာရင်းရဲဘော်များ၏အသက်အန္တရာယ်ကိုလျှော့ချနိုင်ပြီး အောင်မြင်မှုရလက်ကြီးမားဒီကို နားလည်ပြီးတော့ကုညီနိုင်ကြရန်အရေးပါလာပါတယ်။ဒီပိုင်းထဲမှာပင်ရန်သူအာနာလူစေယုစုကလည်း၎င်းတို့ရှင်သန်နိုင်ရေးတွေဤပညာမျိုးစုံရှာဖွေမြင့်တင်နေမိကိုလည်းအမြဲတမ်းထားစောင့်ကြည့်နေရမည်ဖြစ်ပါတယ်။ထို့မှသာမိမိတို့တော်လိုင်းရေးသမားများအနေဖြင့်လက်ဦးမှုရယူတုံ့ပြန်နိုင်မည်ဖြစ်ပါတယ်။ဤပညာတိုးတက်ထွန်းကားလာသောဉာဏ်ရည်တုဤပညာ AI ခေတ်တွင် ခနှစ်အညီဤပညာကျွမ်းကျင်သောကိုကျင်းစာတရားပြေဝ၍အသိဉာဏ်ပညာတိုးတက်သောလူသားရင်းမြစ်များကိုရနိုင်သမျှမွေးထုတ်ပြီးຫນွေဥဒေါ်လာ၏အောင်ပွဲကိုရယူကာပြည်သူတရက်လုံးလိုလားတောင်းတလျက်ရှိသော Federal Democracy ပြည်သစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်းစံတပြုလိုက်ရပါတယ်ခမညာ